ဆူတောင်းပြီးရွှေမြက်မှန်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအားဆိုရင်ပြည်တော်စုမြန်မာနိုင်ငံတွင်ရွှေမြက်မှန်တက်ဆင်ပူဇော်ထားတဲ့တဆူရဲသောဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဖြစ်ထင်းပေါ်ကြောကြားလူတီများလာပါတယ်။ပြုခင်တော်တရေခိတရာမင်းဆက်ဆက်တီထောင်ခဲ့တဲ့ရွှေတော်မျိုးအနောက်တောင်ရွံ့ရွံ့ရှိရွှေနဲ့တောင်စီတော်မြတ်ကြီးကိုဒုတိယပောင်မင်းကြီးကဗိဒ္ဓနိုးမီဖျားနဲ့ပန္နာဝီမီဖျားတို့နဲ့အတူ BC 900စုနဲ့အတွင်းအသစ်ထက်မှပြုပြင်ပူဇော်ဖူးမြော်ခဲ့ပြီးအပြန်ခရီးတစ်ထောက်အဖြစ်ယခုတဲကုန်းဟုခေါ်ဆိုသောအရာမှာညအိတ်ရန်နာခဲ့ပါတယ် ေဒရိုမိဖုရားကြီးဟာညင့်ခါတဲခိုအိတ်ဆက်နေခြင်းမိမိတို့တဲခိုသောနေရာဤအနောက်မြောက်ယွန်းယွန်းအရက်တနေရာမှာဗုဒ္ဓရုပ်ပွားတော်တစုကိုဖူးမြော်ရာကြောင်းအိမ်မက်မြင်မက်ခဲ့ပါတယ်။ထိုအိမ်မက်အကြောင်းကိုနနတ်မိုးတောက်တော်အခါဒုရပောင်မင်းကြီးထံအကြောင်းစုံလျှောက်ထားခဲ့ရာမင်းကြီးလည်းမိဖုရားမူမတ်ပရိသတ်တို့နဲ့ထိုနေရာကိုကြွရောက်ရှာဖွေခဲ့ကြပါတယ်။ယခုရွှေမြတ်မံဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတီထားကိုးကွယ်လျက်ရှိတဲ့နေရာဖျောက်စိတ်ကုန်းယခုတိန်ကုန်းသို့ရောက်တဲ့အခါမှာတော့ဖရာရောင်ကြီးတော်ကဲ့သို့အယောင်မျိုးစုံဝင်လက်၍ ကောင်းကင်သို့ရောင်စင်များဖြာထွက်သားသည်ကိုမင်းမိဖုရားမူမန်နှင့်ပြည့်သက်တို့မြင်တွေ့လိုက်ရတာကြောင့်မိမိတို့ဖျားတဲ့ပြီးကုသိုလ်ကောင်းမှုပြုလုပ်ရန်အတွက်နှကောင်းနှမျက်များကပြတ်တခြင်းဖြစ်သည်ဟုယုံကြည်ကဤရုပ်ပွားတော်မြတ်ကြီးကိုမဟာတက္ကရ250